မန္တလေးမြို့ကျုံဘေးမှာယာယီခိုလုံနေတဲ့ငလင်ဘီဒုက္ခသည်တွေကိုစစ်ကောင်စီကမြို့အင်္ဂါရဲနဲ့မညီလို့ဆိုပြီးတော့နေရာရှုပြောင်းခိုင်းတယ်လို့ Pride လူမျိုးရေးကွန်မြူနီတင်းတွေကနယူးဒင်းမြို့မှာကိုပြောပါရယ်အပရလ9ရက်နေ့ကလေးကစစ်ကောင်စီကနေရာရှုပြောင်းခိုင်းတာဖြစ်ပြီးတော့မန္တလေးတောင်ဘက်မှာရှိတဲ့ဇေယဘက်ကိုရှုခိုင်းထားတာဖြစ်တယ်လို့လည်းဆိုပါရယ်မနေ့ကလေးကရှုခိုင်းထားတာဇေယလူဟာဘက်ကိုကျုံဘက်မှာကလူတွေအများကြီးပဲလေပြုတ်သိမ့်နေတာပဲဘလို့မှအဆင်မပြေဘူးသူတို့မပြောင်းရင်တနက်နဲ့ပြစ်မယ်ဆိုပြီးချင်းချောက်သေးတယ်မြို့အင်္ဂါရဲနဲ့မညီလို့လို့ ဒေသခံပြည်ထောင်လူမှုကွန်ရက်အသင်းမှကွန်ရက်ဆောင်ရွက်ပေးနေသူတို့ကတော့ညူရီမြန်မာကိုပြောဆိုထားပါတယ်။အင်အားပြင်းငလျင်ကြောင့်နေအိမ်ပြိုသွားသူတွေငလျင်ကြောင့်နေအိမ်ထဲမှာမနေရတဲ့သူတွေဟာကျုံပြီးမှယာယီခိုလုံနေရတာဖြစ်ပါတယ်။ချွေသောဒုက္ခတွေတွေကမိုးတဲ့လေထဲမှာပြောင်းရွှေ့ပေးခဲ့ရတယ်လို့လည်းသိရှိရပါတယ်ခင်ဗျာ။အင်အားပြင်းငလျင်ကြောင့်ပြိုကျပျက်စီးခဲ့တဲ့ခရိုနီဦးတမောင်ပိုင်ဂရေဟိုဟိုတယ်ကိုရှာဖွေကယ်ဆယ်ဆက်မလုပ်တော့ဘဲဘူလူဇာနဲ့ဖြိုချလိုက်ပြီလို့ဒေသခံတွေကညူရီမြန်မာကိုပြောပါရတယ်။ဂရေဟိုဟိုတယ်ကိုမက်စလာ31ရက်နေ့ကလေးကရှာဖွေကယ်ဆယ်ရဆန်းလိုက်တာဖြစ်ပါတယ်။ တဲ့တူမိသားစုတွေကရှာဖွေကစေးလုပ်ပြီးဖို့ဟိုတယ်ရှေ့မှာငွေယူတောင်းပန်ခဲ့ပေမဲ့ဟိုတယ်တောင်ရှိသူတွေကအဝေးမခံခဲ့ဘူးလို့လည်းဆိုပါရယ်။မနေ့ကလေးကဖြူချလိုက်တာအဲ့ဒီကဓာတ်ပေါ်တွေထွက်လာတယ်။တချို့ဆိုအုပ်စုလိုက်လေးတွေဖြစ်နေတာရှိတယ်။သူတို့ကြတော့မတည်တင်မဲ့တည်ရတာကေစေးစောင့်နေရင်တည်ကုန်တာလိုင်းပေါ်မှာကေစေးတွေဘလို့လို့တွေပါတယ်ဆိုပြီးတက်လာတာတွေ့တယ်။သတင်းအမှားတွေပါမနေ့ကကျွန်တော်တို့သွားကြည့်တယ်အဝေးမခံဘူး။အခုပြိုနေတဲ့အဆောက်အဦတွေကိုဘူဒူဇာနဲ့ထိုးချတာဓာတ်ပေါ်တွေထွက်လာတယ်မနေဘူးလို့မန္တလေးဒေသခံတကူကတော့လူလေးညောင်ကသတင်းစာသားကိုပြောဆိုထားပါရယ်။ မန္တလေးမှာအင်အားပြင်းကလေးကြောင့် Sky Miller အပါအဝင်အဆောက်အဦတော်တော်များများပြိုကျပျက်စီးခဲ့ပါတယ်။အဲဒီပြိုကျအဆောက်အဦတွေကိုရှာဖွေကယ်ဆယ်ရေးတွေတရှာမလို့ပဲဖြိုချမှတာဓာတ်ပုံတွေတွေ့ရှိခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အင်အားပြင်းကလေးလုခတ်မှုကြောင့်တေဆုံးဒေါ်လာ9အထိရှိပြီလို့လည်းစစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။မြန်မာနိုင်ငံကငလျင်ဘေးအတွက်ကနေဒါနိုင်ငံကထောက်ပံ့ကူညီခြင်းလူသားချင်းစာနာမှုဆိုင်ရာကူညီဒေါ်လာ6.85သန်းပေးရသွားမယ်လို့ဧပြီလ9ရက်နေ့မှာကြေညာလိုက်ပါတယ် လူပေါင်းများစွာအသက်ဆုံးရှုံးစေခဲ့ပြီးအခြေခံဆောက်ဦးတွေကိုဖျက်ဆီးခဲ့တဲ့2025ခုနှစ်မတ်လ28ရက်နေ့ကမြန်မာနိုင်ငံမှာလုခတ်ခဲ့တဲ့ညီငလင်ကိုတုံ့ပြန်တဲ့အနေနဲ့ကနေဒါနိုင်ငံကအခုလိုထောက်ပံ့တာဖြစ်တယ်လို့လည်းရန်ကုန်မှာရှိတဲ့ကနေဒါတိုင်ယုံကတော့ထုတ်ပြန်လာပါတယ်။အခုလိုထောက်ပံ့မှုတွေကိုရေးပေါ်စိတ်ကူးတမှုဆိုင်ရာဝန်ဆောင်မှုတွေထောက်ပံ့တာအမိုးကာစားတောင်းနဲ့အခြားရေးပေါ်ပစ္စည်းတွေပေးအပ်ဖို့အသုံးပြုသွားမှာဖြစ်တယ်လို့လည်းသိရှိရပါတယ်ခင်ဗျာ။ညူရင်းမြန်မာရဲ့ညနေခင်းသတင်းစီစဉ်တွေကိုနေ့စဉ်တနင်္လာနေ့ကနေစနေနေ့ထိမြန်မာအစံလို့ခြင်းည9:00နာရီတိုင်းမှာတင်ဆက်ပေးနေတာဖြစ်လို့စောင့်မျှော်ကြည့်ရှုနားဆင်နေပါပြီခင်ဗျာ။